မင်္ဂလာပါဆရာနေမျိုးလိုင်းပါဒီကနေ့ဆရာရွေးထားတဲ့စောင်းမကလေးဟာယူနီဖောင်းလို့ခေါင်းစဉ်ပေးထားပါတယ်ယူနီဖောင်းလို့ခေါင်းစဉ်ကိုကြားလိုက်တဲ့အချိန်မှာ လူအားလုံးရဲ့စိတ်ထဲမှာတူညီဝတ်စုံဝတ်တယ်ဆိုတဲ့အတိဘယ်ကိုစိတ်ကူးထဲမှာမြင်အောင်လာပါလိမ့်မယ်ယူနီဖောင်းဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အတိဘယ်ကအဲ့ဒီတဲ့ပို့ပြီးလေးနက်ပါတယ် အဝိအစားအပြင်စိတ်သက်စီကံပညာအားလုံးကိုတပြေးညီဖြစ်နေတယ်ဆိုတော့အတိဘယ်မျိုးပေါ်ဆောင်တာဖြစ်ပါတယ်ဆရာအနေနဲ့သင်တန်းပေးနေတဲ့အချိန်မှာသင်တန်းသားတွေကိုဆုံးမဩဝါဒအများစွာ ပေးခဲ့ဖို့ပါတယ်ကိုယ့်အတွေ့အကြုံတွေကိုပြန်လည်ပို့ချပေးတာဖြစ်တဲ့အတွက်ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုနောက်လူတွေမကြုံတွေ့စေဖို့အတွက်ကိုယ်တိုင်မှားယွင်းခဲ့သလို မမှားယွင်းစေဖို့မေတ္တာစကားပြောကြားခြင်းသာဖြစ်ပါတယ်။တူညီခြင်းနဲ့ပတ်သက်ပြီးတော့မျိုးဆက်သစ်များကို အကြံပေးတိုက်တွန်းလိုတဲ့အချက်အနည်းငယ်ပြောပါမယ်။လူသစ်တိုင်းသမားတွေကိုရည်ညွှန်းလိုတဲ့အတွက်အကြံဉာဏ်ကိုလက်ခံလိုသူကသာလက်ခံပါ။လက်မခံလိုသူကိုလည်းအတင်းလက်ခံရမယ်လို့မတိုက်တွန်းပါဘူး။ယူနီဖောင်းကို တူညီခြင်းလို့ အတိတ်ပဲဖွင့်ဆိုမယ်ဆိုရင်အမျိုးတူပညာတူတိုင်းကွက်များဟို theory နဲ့ညှိနှိုင်းပြီးတော့လေ့ကျင့်ကြမယ်ဆိုရင်ပုံစံတူထွက်လာတဲ့သဘောကိုတွေ့ရပါလိမ့်မယ်အရက်အမောင်းမတူညီတာအတောအရှိမတူညီတာအပိန်အဝမတူညီတာအစိတ်အကျဲမတူညီတာတွေကိုဆိုလိုခြင်းမဟုတ်ပါဘူးဆရာကတိုင်းပြောင်းမြန်သမားဖြစ်တဲ့အတွက်တိုင်းပြောင်းမြန်နဲ့ရှင်ပြီးတော့ နမူနာထားပြောကြပါမယ်ပထမကစားဖို့ရခြေခွဲလိုက်တဲ့အခါမှာတတောင်တော်ရှိရမယ်လို့ဆိုပါတယ်ပယ်တဲ့လက်ကလက်မောင်းကမြေပြင်နဲ့အပြိုင်ရှိရမှာဖြစ်ပါတယ်လက်ပြန်ကပြင်ဘက်ကိုလှဲ့နေရမှာဖြစ်ပါတယ်အယိုးမှာကအပြင်မှာရှိရပါမယ်လက်သေးစုပ်ကလည်းနထင်နဲ့တထွာကွာရှိရမှာဖြစ်ပါတယ် အဲ့ဒီလိုအခြေကအချက်တွေကတညီတယ်ဖြစ်နေဖို့လိုတယ်ဒီအချက်တွေကိုတိတိကျကျလိုက်နာပြီးလေ့ကျင့်မယ်ဆိုရင်တကွဆိုတကွအတုံးတဲ့မှာဖြစ်ပါတယ်သင်တန်းသားအများစုစုပေါင်းလေ့ကျင့်ကြပြီးဆိုရင်လည်းတညီတယ်မြင်တွေ့ရပါလိမ့်မယ်ရိုးရာတိုင်းပညာကစားနေကြတဲ့ဆရာတို့အားလုံးဟာရိုးရာအမွေနှစ်ပေါ်မှာချစ်မြတ်နိုးခြင်းကြောင့်လေ့ကျင့်ကစားနေကြတာဖြစ်ပါတယ် ိုချစ်တဲ့ပညာကိုသင်ကြားရင်းလေ့ကျင့်ကစားနေကြတဲ့အခါရိုးရာအမွေအနှစ်ကို အနှစ်သာရမပြည့်စည်ပဲနဲ့ထိမ့်သိမ်းကြရမှာဆရာတို့ကိုယ်တိုင်ရဲ့တာဝန်ဖြစ်ပါတယ်။ကဘာအောင်မှာရှေ့တန်းရောက်နေကြတဲ့ပညာရပ်တွေကိုလေ့လာကြည့်မယ်ဆိုရင်သင်တန်းသားများရဲ့ကစားကွက်များဟာပညာအမျိုးအစားတူတူချင်း ဖြစ်တယ်ဆိုရင်ဘယ်နိုင်ငံမဲရောက်ရောက်တပုံစံနဲ့ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ သူတို့နဲ့တို့နဲ့ပညာပုံစံချင်းမှမတူတာကွာသူတို့လိုတူစရာမလိုဘူးလို့ပြောမယ်ဆိုရင်လည်းရပါတယ်ဒါပေမဲ့အဓိကကြတဲ့မတူရင်မဖြစ်တဲ့ theory ရပေါက်ပွားလာတဲ့အချို့သော အကြောင်းအရာလေးတွေကတူညီဖို့လိုအပ်ပါတယ်ရှောင်းလင်းကျောင်းတော်ကလေ့ကျင့်နေတဲ့ပုံစံခရာတေးသင်တန်းကျောင်းတွေကလေ့ကျင့်နေတဲ့ပုံစံတွေက uniform ဖြစ်ပြီးတော့ နှစ်ကာလကြာရှည်တဲ့အထီအောင်မပြောင်းမလဲပဲတည်ရှိနေခဲ့ကြတာကအထင်ရှားတွေးမြင်နေရပါတယ်။ရက်တည်တဲ့ပုံစံခြေလို့နောက်ဆုတ်လုပ်တဲ့ပုံစံထိုးတဲ့ပုံစံခုတ်တဲ့ပုံစံခုံတဲ့ပုံစံအာအထာတို့အွှေပြောင်းအတင်းအရင်အဲ့ဒီအကြောင်းအရာတွေဟာပညာရက်အလိုက်တညီတဲ့ဖြစ်နေကြတာကပညာသင်သာတပည့်တွေကပညာရက်ရဲ့စီးစနစ်တွေကို သေးချစွာလိုက်နာလေ့ကျင့်မှုကြောင့်ဖြစ်ပေါ်လာတဲ့တူညီမှု သို့မဟုတ်ယူနီဖောင်းတစ်ခုဖြစ်ပါတယ်။ဒီအကြောင်းအရာကို ကြည့်ပြီးတော့စန္ဒမူနာထားအတူယူသင့်ပါတယ်။မျိုးဆက်တဲ့လူငယ်တွေကဆရာတွေတင်ကြားပြသမှု အတိအကျလိုက်နာပြီးတော့အပြည့်အဝလေ့ကျင့်ဖို့လည်းလိုပါတယ်။ရိုးရာပညာတွေအမျိုးအစားကွဲပြားပေမဲ့လို့သူ့ပညာရဲ့နဲ့သူပညာရှင် theory အခေယာ ခြေနှင်းွက်တွေတိတိကျကျတည်ရှိပါတယ်။တိုင်းွက်တွေကိုအကွက်အတိုင်းစနစ်တကျတိတိကျကျခစားရမယ်။တိတိကျကျလေ့ကျင့်ရမယ်။အဲ့ဒီလိုပြောနေတဲ့အတွက်ရံပြုတ်တဲ့အသူနဲ့ကျုံးလာတဲ့အခါမှာစနစ်တကျကျင့်ထားခဲ့တဲ့အတိုင်းအတိအကျတိုက်ခိုက်မှုပြုနိုင်သလားလို့မေးလာစရာရှိပါတယ်။ဆိုလိုတာကလက်ချေကိုနေဟန်တာ အတိအကျထွက်မလာနိုင်ပါဘူးကွာလို့ပြောစရာရှိပါတယ်မှန်ပါတယ်အကွက်အတိုင်းအတိအကျထွက်လာဖို့ဆိုတာ80ရာခိုင်နှုန်းမသေးကြပါဘူးတိတိကျကျကျင့်ခဲ့တာတောင်ပဲမသေးကြဘူးဆိုရင်ဘယံမရသာလောက်ခဲ့မယ်ဆိုရင်တော့စိုးပွဲရမရှိတော့ပါဘူးဒါကြောင့်လေ့ကျင့်ခွင့်မှာတိတိကျကျလိုင်းနာလေ့ကျင့်ဖို့လိုအပ်ပါတယ်ကျင့်ထားတဲ့တိုက်ခွက်ကိုပုံဖော်နိုင်ဖို့ စိတ်တည်ငြိမ်မှုတိုက်ကွက်လေ့ကျင့်သာပြေဝကျွမ်းကျင်မှုမိမိပညာရပေါ်မှာယုံကြည်မှုမိမိရဲ့စွမ်းဆောင်ရည်မိမိရဲ့စွမ်းဆောင်ရည်အပေါ်ယုံကြည်မှုဓာရီအပေါ်မူတည်ပါတယ်ဒီအရာတွေပြည့်စုံနေဖို့တင်တန်းလေ့ကျင့်ခွင့်မှာစနစ်များနဲ့တိကျမှန်ကန်စွာလိုက်နာလေ့ကျင့်ဖို့လိုအပ်ပါတယ်ဒါမှသာချိန်သာကိုင်းမှုအားပါမှုလျင်မြန်မှုမာကျော်မှုပြော့ပြောင်းမှု စတဲ့စွမ်းဆောင်ရည်တွေကပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ပညာရဲ့ ਨੇ ပယ်တိုင်းမှာတိတိကျကျသတ်မှတ်ထားတဲ့စနစ်များ အစံနှုံးများနဲ့စီမင်းများပြည့်စုံစွာရှိပါတယ်။ဒါကြောင့်ခန္ဓာဗေဒတိဆောက်ပုံအရကွဲပြားနိုင်သော အကြောင်းအရာများမှလွဲပြီးတော့တူညီဖို့လိုအပ်တဲ့အဓိက အကြောင်းအရာတွေကို စိတ်တူကိုယ်တူတရံတူကြဖို့ ကြိုးစားတင်ကြလေ့ကျင့်ကြရင်ဖြင့်ရိုးရာအမွေမပြောင်းမပြက်ဖဲအတွန့်ရှည်တည်တံ့နိုင်ကြပါစေလို့ဆုမွန်အောင်တောင်းပေးပါတယ်အားလုံးရှင်လန်းချမ်းမြေပါစေ။